အိန္ဒိယအာဏာပိုင်တွေဟာကာရှမီးယားဒေသအနှံ့မှာ လုံခြုံရေးစစ်ဆင်ရေးတွေကိုအချိန်မြင့်လှုပ်ဆောင်နေကြောင်း AP ကဖော်ပြခဲ့ပါတယ်။အခုလအတွင်းနယူးဒယ်လီမြို့တော်ဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်လုံခြုံရေးတပ်ဖွဲ့တွေကကာရှမီးယားဒေသရဲ့ခရိုင်အများအပြားမှာကင်းလွတ်မှုတွေတိုးမြင့်ခြင်းစစ်ဆင်ရေးဂိတ်တွေတိုးမြင့်ချထားခြင်းနဲ့တန်တရားဖြစ်ဝယ်နေရာတွေကိုဝင်ရောက်စီးနှင်းချဖွေခြင်းတို့ကိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကာရှမီးယားဒေသခံတွေဟာအတော်အလာထိန်းချုပ်ကန့်သက်ရခြင်းအဓိကလမ်းစုံလမ်းကွက်နေရာတွေမှာ တင်းကျပ်စွာဆက်စင်းမင်းမြတ်ခံရခြင်းတို့နဲ့ကြုံတွေ့နေရပါတယ်။နေဦးထွေလီမြို့တော်မှာဖြစ်ပွားခဲ့တဲ့ဘုံခွက်တိုက်ခိုက်မှုကိုပြည်သူ့အဖွဲ့ကမှတာဝန်ခံထွက်ဆိုခဲ့တာမရှိဘဲအာဏာပိုင်တွေကစုံစမ်းဆက်စင်းမှုတွေဆက်လက်လုပ်ဆောင်နေပါတယ်။လုံခြုံရေးအေဂျင်စီတွေကဘုံခွက်တိုက်ခိုက်မှုနောက်ွယ်မှာလက်သေးကိုသိရှိဖို့အပူတင်ပြင်းလိုက်လံရှာဖွေနေချိန်မှာပြည်သူလူထုအနေနဲ့သတိဥရိယနဲ့နေထိုင်ကြဖို့တာဝန်ရှိသူတွေကတိုက်တွန်းထားပါတယ်။နိုဝင်ဘာ၁၀ရက်ကနေဦးထွေလီမြို့တော်ရဲ့တမိုင်းဝင် Raffle ခံတပ်မှဖြစ်ပွားခဲ့တဲ့ဘုံပေါက်ကွဲမှုကြောင့် လူ၁၀ဦးသေဆုံးခဲ့ပြီး32ဦးဒဏ်ရာရခဲ့ပြီးနောက်အာဏာပိုင်တွေကကာရှမီးယားဒေသမှာစီးနှင်းရှာဖွေမှုတွေပြုလုပ်ခြင်းတန်တရားရှိသူတွေကိုထိန်းသိမ်းခြင်းစစ်ဆေးမေးမြန်းခြင်းတို့ပြုလုပ်နေပါတယ်။လက်ရှိအချိန်ထိတန်တရားဖြစ်ဝယ်လူပေါင်းရာရှိကိုဖမ်းဆီးထိန်းသိမ်းထားပါတယ်။နိုဝင်ဘာ14ရက်ကလည်းစီးနှင်းရှာဖွေမှုတစ်ခုအတွင်းတင်းစီရမိခဲ့တဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုတင်းစီထားတဲ့ရဲစခန်းတစ်ခုမှာပောက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်လူ9ဦးသေဆုံးခဲ့ပါတယ်။ရဲတပ်ဖွဲ့အကြီးအကဲတို့ဦးဖြစ်တဲ့နာလင်ပရာဘက်ကတော့ဒီပောက်ကွဲမှုဟာ တိုက်ခိုက်ခံရတာမဟုတ်ပဲဖောက်ခွဲရေးပစ္စည်းတွေကိုတင်စီရမှာမတော်တဆဖြစ်ပြီးပောက်ကွဲတာဖြစ်ကြောင်းပြောကြားခဲ့ပါဗျာ